မန်စီးတီးအသင်းကဒေါ်မွန်အသင်းကို၄ဟုတ်တကိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစမှာအတင်းအတွက်နှကိုးသွင်းယူပြီးခြေစွမ်းပြသနိုင်ခဲ့တဲ့အင်္ဂလန်ကျယ်ဝင့်ဖိုဒန်ပြန်လာပြီလို့နီးပြဂွာဒီယူလာကယုံကြည်မှုရှိနေပါတယ်။ဂွာဒီယူလာကဒီအာဒီမှာဖိုဒန်ပြန်လာပါပြီ။ပြီးခဲ့တဲ့ရာသီမှာဖိုဒန်နေမဟုတ်ပါဘူး။ကျွန်တော်တို့အားလုံးရုန်းကန်ခဲ့ရပါတယ်။သူဟာထူးခြားတဲ့ဇာသမာဖြစ်ပြီးသူ့ရဲ့အတွင်းကိုယ်တွေကိုကျွန်တော်တို့လိုအပ်ပါတယ်။ ဒါကိုဒီပွဲမှာသူလုံနိုင်ခဲ့ပြီဒါပထမခြေလမ်းဖြစ်ဖို့မျှော်လင့်ပါတယ်ပြန်လာနိုင်တယ်သူ့ရဲ့ပုံစံကိုရဖို့ကအရေးကြီးတယ်လို့ပြောခဲ့တာပါဖိုရန်ဟာမန်စီးတီးအသင်းပရီးမီးယားလိဂ်ဖလာကို၄ရာသီဇက်တိုက်ရယူနိုင်ခဲ့တယ်2023-24ရာသီမှာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးစားသမားဖြစ်မဲပေးခြင်းခံခဲ့ရတာပါဒါပေမဲ့ဖိုရန်ဟာပြီးခဲ့တဲ့ရာသီကအကောင်းဆုံးပုံစံတွေပျောက်ဆုံးပြီးရုန်းကန်ခဲ့ရတာကြောင့်ရလဒ်တွေမကောင်းဖြစ်ခဲ့တဲ့မန်စီးတီးအသင်းကိုကူညီပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်ဖိုရန်ဟာဒီရာသီမှာတော့အကောင်းဆုံးပုံစံချို့ပြန်ရနိုင်ပြီဒီဘက်မှာတွင်းခဲ့တဲ့နှစ်ကိုကြောင့်သူ့ရဲ့ချန်ပီယံလိဂ် အတွင်းကိုပါဂိုး၂၀အထိရှိလာခဲ့တာပါဖိုဒန်ဟာပုံစံကောင်းတွေပျောက်ဆုံးနေမှုကြောင့်အင်္ဂလန်အသင်းရဲ့နောက်ဆုံး၃ချိန်လူစင်မှာချန်လက်ချင်းခံခဲ့ရပါတယ်ဖိုဒန်ဟာနိုဝင်ဘာလကစားမယ့်နိုင်ငံတကာပွဲစဉ်တွေမှာအင်္ဂလန်အသင်းလူစင်နဲ့ပြန်လည်ပါဝင်ဖို့မျှော်လင့်နေသလိုနီဗျာဂွာရီယူလာကလည်းသူ့ကိုနိုင်ငံအသင်းအတွက်ပြန်လည်ခေါ်ယူဖို့ထောက်ခံခဲ့ပါတယ်ဂွာရီယူလာကသူ့ချက်အားဖိုဒန်ရဲ့အကြောင်းကိုကောင်းကောင်းသိရလို့ကျွန်တော်ထင်ပါတယ်အင်္ဂလန်မှာကစားသမားကောင်းတွေအများကြီးရှိတဲ့အတွက် ဖိုရန်အနေနဲ့သူ့ကိုယ်သူပို့ပြီးကောင်းမွန်အောင်တွန်းအားပေးရမှာပါဖိုရန်ဟာထိတ်တန့်အဆင့်ကစားမှဖြစ်ပြီးအခုသူပြန်လာပြီလို့ခံစားရကြောင်းပြောခဲ့ပါဗျ။ချန်ပီယံလိပွဲစဉ်၄ပွဲကစားပြီးမှရမက်ဆယ်မဲ့ရရှိထားတဲ့မန်စီးတီးအသင်းဟာဒါမဲ့ပရီးမီးယားလိပွဲစဉ်အဖြစ်လီဗာပူးအသင်းကိုအိမ်ဝင်လက်ခံရှင်ပြန်ရမှာဖြစ်ပါဗျ။